တွေ့မင်းသမီးလေးကသူကိုယ်တိုင်ထားခဲ့တယ်ဆိုတဲ့အကြောင်းကိုအခု Facebook မှာ status တင်ထားမင်းသမီးတင်ထားတာကြတော့တွေ့ခဲ့တဲ့၄နှစ်အတွင်းမှာတဲ့လူပေါင်း90ကျော်တယ်ဖောက်ပြန်လာတဲ့တော့တသက်စမင်းသမီးတွေရောအခါကျတော့ဇရားတွေရောတောင်မှပါတဲ့လူပေါင်းနဲ့90ကျော်တယ်တဲ့ခုနှစ်နှစ်တာချစ်ခဲ့တဲ့မင်းသမီးလေးကိုမရွေးချယ်ပဲနဲ့ပညာရှိဆရာဝန်မောက်တွေးချယ်သွားတယ်ဆိုတဲ့အကြောင်းရှင်တို့စီမှာခေတ်စားနေလို့အဲ့ဒီအကြောင်းကိုပြောမယ် အားလုံးမင်္ဂလာပါမျိုးရေအီမိုကေ YouTube Channel ကျူစလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်သတင်းက9နှစ်တာချစ်သူဖြစ်ခဲ့တဲ့မင်းသမီးလေးကိုထားခဲ့ပြီးတော့ဒေါက်တာမာလီနဲ့လက်ထပ်သွားတဲ့ဒီမျိုးသားရဲ့သတင်းဒီနေ့မှာဒီမင်းသမီးလေးကဒီမျိုးသားနဲ့၄နှစ်တာချစ်သူဖြစ်နေတဲ့အချိန်မှာဒီမျိုးသားကမင်္ဂလီပေါင်းအယောက်90ကျော်နဲ့ဒီဖောက်ပြန်ခဲ့လို့သူတို့နှစ်ယောက်တာလမ်းခွဲခဲ့တဲ့ဆိုတဲ့ကြောင့်ဒီနေ့မှာဒီကိုကနေပြီးတော့ပြေဆုံးရှင်းပြပေးထားတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေမျိုးလည်းသိအောင်လို့ဘူးသူရအနေနဲ့လာရောက်ပြီးတော့မျှဝေတင်ဆက်ပေးခြင်းဖြစ်တယ်ဒါကြောင့်မကျွန်တော်အပီဖန်လေးကိုအဆုံးတိုက်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခဲ့ကြပါတယ်ဒါဆိုတော့ကျွန်တော်အပီဖန်လေးကိုစလိုက်အောင်ပါ တရကပဲမင်္ဂလာပွဲကြီးကချင်းချင်းတဲကိုကျင်းပပြီးတဲ့အခါကျအရန်ကမှအမိုက်စားအပြန်စားအကောင်းစားနဲ့သူတို့ရဲ့မင်္ဂလာပွဲကိုကြည့်ပြီးတဲ့အခါကျမှကိုတော်မှပါဇက်အဟောင်းသားဖြစ်တယ်ပေါ့နော်အဲ့ဒါပြီးတော့ခုနောက်ဆက်တွဲလေးမှာဆိုလို့ရှိရင်ခုနှစ်နှစ်တာစစ်ခဲတဲ့မင်းသမီးလေးကိုမရွေးချယ်ပဲနဲ့ဘာညာဆိုတဲ့အခါကျအဲအဲ့မင်းသမီးရဲ့အောက်မှာလည်းသွားကြည့်တဲ့ခါကျတော့အေးကွန်မန့်တွေလည်းမန့်ထားကြရှင်တို့မကြောက်မလန့်ရှင်တို့ဟိုရီယာတရားစွဲမှလည်းခံနေကြအောင်မယ် ဒီရဲ့ဟာကြတော့ကောလာဟလာလာတကယ်လားဖြစ်တာလဲတော့တို့လည်းမသိဘူးဒါသူများတွေပြောပြန်တယ်လို့ပြောတာပဲပြောတဲ့ခါကျတော့ရှင်တို့ဒီကိစ္စမှာအဓိကထားပြီးပြောချင်တာလေအမျိုးသမီးတွေကလည်းရှင်တို့ဒီအဖြေပြန်ပေးဖို့တောင်းဟိုရှိခင်ရ၃နှစ်၃မိုးဆောင်ကစဉ်းစားကြတယ်ဘာတဲ့ဆိုတာလေအမျိုးသမီးတွေကဘာအကြောင်းမျိုးစဉ်းစားကြတာလဲတော့တို့မသိဘူးအမျိုးသားတွေစဉ်းစားတာတော့လေရှင်တို့ဒီ scientific calculator တစ် ပါတယ်တော့အဲ့ထဲမှာအော်ယောက်ျားတွေကလေပညာတက်လေပိုစင်းစားလေပတ်စံရှိလေပိုစင်းစားလေနော်ဘလို့လဲဆိုတဲ့အကြောင်းရှင်းပြမယ်မိန်းမတွေကကြတော့ဥပမာယောက်ျားယူမယ်ဆိုလို့ရှိရင်လေသူတို့ကမိန်းမများတယ်ဒါသူများတွေပြောတဲ့စကားနာမိန်းမတွေကိုစော်ကားပြပြောရမှာမဟုတ်နှကောင်းပိတ်ပြီးတော့ချီးကျွေးရင်တောင်စားမှာဆိုပြီးတော့မိန်းမတွေကချင့်ရင်လေအမလေးဘာအပြင်းမှာကိုမမြင်တာရှင်တော့မိန်းမတွေကအဲ့လိုမျိုး ယောက်ျားတွေကအဲ့လိုမျိုးမဟုတ်ဘူးနှလုံးသားနဲ့ရွေးချယ်တာမဟုတ်သူတို့ကအုံနောက်နဲ့ရွေးချယ်တာတော့သိလားပတ်စံရှိရင်တို့ပညာတတ်သွားရင်တို့လေသူတို့ကအဲ့လိုမျိုးကဲမိဘအတိုင်းဝိုင်းနှစ်ဖက်မိဘလေဟိုမိဘဒီမိဘအမလေးသူတို့ကအဲ့ဒီဟာတွေလည်းတစ်ခါလဲတွက်ပြီးသားနော်မိမတယောက်ကိုယူမယ်ဆိုလို့ရှိရင်လေသူတို့တွေဟာအသုံးအဖြုံဘာညာကွိကွအချိန်အစတွေအကုန်လုံးကလည်းလုတ်ပြီးသားလုတ်ပြီးသားတချို့ကြတော့လေဒီ မိမားယူဖို့အတွက်ကိုလေသူတို့ချစ်တော်ချစ်တည်ဖြစ်စေမချစ်တည်ဖြစ်စေနော်ဒီမိမားသူတို့ဘဝတိုးတက်လန်းအတွက်ဆိုလို့ရှိရင် အထောက်ပံ့ဖြစ်တယ်ဆိုလို့ရှိရင်ယူတယ်ကျွန်တော်စဉ်းစားပြန်ပြီးတော့ကြည့်ကြည့်ကြ အဲ့ဒါကြောင့်မလို့ယောက်ျားတွေကပို့ပြီးတော့စဉ်းစားတာအဓိကအိမ်အောင်ပြုမယ်ဆိုလို့ရှိရင်လေမိန်းမတွေကအဲ့လိုမဟုတ်ဘူးအမလေးမိုက်တဲ့ယောက်ျားဆိုးတဲ့ယောက်ျားဆိုလို့ရှိရင်ငါလက်ထဲမှာမှပြုပြင်ယူမယ်ဆိုတဲ့အမျိုးသမီးတွေအမလေးရှင်တို့အဲ့လိုမျိုးတွေစဉ်းစားပြီးတော့အရေးမစွန်ကြနဲ့နော်အဲ့အဲ့နဲ့မှအောင်ဗီဇဆိုတာလေတေမပြတ်တာရှင်တို့လက်ထဲမှာကြမှာပြောင်းလဲပြီးပြုပြင်သွားမယ့် ယောက်ျားမရှိဘူးရှင်တို့ရေတိလားเนาะနောက်ပြီးကျတော့အမလီဟုတ်တယ်ကျမတို့ကအရန်ကိုစဉ်းစားခဲ့လို့အပြိုကြီးဖြစ်သွားတာတော့ဘာလို့အမလီရှင်တို့အပြိုကြီးတွေလာပြီးတော့မမှန်းတဲ့ရှင်တို့အပြိုကြီးတွေကိုကြောက်လွန်းလို့အပြိုကြီးဆိုတာဘာဖြစ်လို့ဖြစ်တာတော့မသိလားအပြိုကြီးဆိုတာအမြဲတမ်းလေတတိုင်းတောင်ရုပ်ကိုကျိုးရှုပ်နေတာရှင်တို့အပြိုကြီးတွေကကြတော့လေနော်ပြောတတ်တယ်နော်တို့ဘာတို့လုံးချင်လို့လုံးတဲ့အပြိုကြီးတွေမဟုတ်တချို့အပြိုကြီးတွေကလုံးဝ typical အပြိုကြီးတွေဖြစ်တင်လို့ဖြစ်ထိုက်တဲ့အပြိုကြီးတွေကိုရှိတယ် ဲ့ဒီတော့အိမ်တော်ပြုတ်တယ်ဆိုလို့ရှိရင်ယောက်ျားတွေနဲ့မိန်းမတွေနဲ့ဘယ်သူကပုံစင်းစားလဲဆိုတော့အဲ့ဒါလာပြီးတော့ပြောချင်လို့ပြောတာသူများအကြောင်းပြောချင်လို့မဟုတ်ဘူးဒါပဲမနေ့ကသတင်းရဲ့နောက်ဆက်တွဲမင်းသမီးလေးကသူကိုယ်တိုင်ထားခဲ့တယ်ဆိုတဲ့အကြောင်းအခု Facebook မှာ status တင်ထားလေးဆဆုမပူလို့ရှင်တို့တွေ့ပြီးကြပြီလားမတွေ့ရသေးဘူးဆိုလို့ရှင်လဲလာရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့နော်အဲ့တော့ပထမဆုံးအနေနဲ့မင်းသမီးတင်ထားတာကြတော့တွဲခဲ့တဲ့၄နှစ်အတွင်းမှာတဲ့ လူပေါင်း90ကျော်တယ်ဖောက်ပြန်လာတဲ့နော်မင်းသမီးတွေရောတသက်စမင်းသမီးတွေရောပြီးတော့ခါကျတော့ဇရားတွေရောတောင်မှပါတယ်လူပေါင်းနဲ့90ကျော်တယ်တဲ့နော်အဲ့ဒါတော့တောင်မှလည်းမင်းသမီးက အာလူပဲတခါတလေမှားတတ်မှာပဲဆိုပြီးတော့ပေါ့အေးအဲ့လိုမျိုးတဲ့ခွင့်လွတ်ပေးတာတဲ့အဲ့ဒါကြောင့်မလို့နော်လူတွေရဲ့ဗီဇဆိုတာကြောက်ဖို့ကောင်းတယ်ဗီဇဆိုတာမွေးတရေတေမပြနော်ယောက်ျားမှာနှမျိုးပဲရှိတယ်ဖောက်ပြန်တဲ့ယောက်ျားနဲ့မဖောက်ပြန်တဲ့ယောက်ျားတခါဖောက်ပြန်ပြီးလို့ရက်နှစ်ခါဖောက်ပြန်ပြီးလို့ရက်မဲ့ယောက်ျားမဟုတ်ဘူးအဲ့တော့ရှင်တော့ကလည်းခွင့်လွတ်မယ်ဆိုလို့ရှိရင်ကိုဖါကိုတေချာစဉ်းစားတခါခွင့်လို့နှစ်ခါခွင့်လို့သုံးလင်းငါးခါဆိုရှင်တို့ကလည်းဘယ်သူမှတနာမှာမဟုတ်ဘူးအဲ့ဒီအကြောင်းပြောပြတာเนาะနောက်တစ်ချက်ကကြာဘလို့လဲဆိုတဲ့ခါကျတော့ မိတယ်ဆိုလို့ရှင်လို့ပြောတဲ့မိလို့ပြောတဲ့ဆိုလို့ရှင်လည်းဘယ်ကနေဘလို့ကိုစပြောအောင်မသိဘူးတဲ့အဲ့လိုမျိုးလေပြီးတဲ့ခါကျပပင်းတိုးတယ်ဆိုလို့ရှင်လည်းသူ့ကိုလည်းအဆက်ခွဲရပါမလားဆိုပြီးတော့ခါကျတော့စောင့်တွန်းတာတွေဘာတွေအဲ့လိုမျိုးလမ်းလက်ကောင်းမာတွေရောတဲ့လှုပ်တာတဲ့နော်အဲ့ကြတော့ဒါကကြတော့ reflect တည်းရဲ့ toxic relationship ပဲ ီလို relationship မှာရှင်တော့ရှိနေပြီဆိုလို့ရှိရင်ယုံထွက်နိုင်အောင်စ조사ရမှာအခုစောင့်တော်နေဘာညာအဲ့ဒီကနေမှခြေပါလက်ပါเนาะရီးစားဘွားမှာတောင်အဲ့လိုလောက်တယ်ဆိုလင်မယားဘွားမှာရှင်တော့မတွေးရဲစရာပဲเนาะနောက်တစ်ခုကကြတော့နောက်တစ်ခုကကြ तू ကသူ့ဘွားမှာစေတနာရှိပါတယ်ငါဘွားမှာစည်ရင်းလေးတော့ကောင်းပါတယ်ဆိုတဲ့ဟာမျိုးနဲ့ तू ကလည်းမင်းသမီးရလဲတဲ့ခွင့်လွှတ်ခဲ့တာပေါ့ ਈ အဲ့ဒါဟုတ်တောင်မှလူတွေကကြတော့ဒီလိုမျိုးစေတနာတွေစကားတွေရာအဓိကမဟုတ်ဘူး action ဘလို့လောက်တလဲပေါ့အေးဒီလူကဒီလိုအရေးကြုံတဲ့ခါမှာဒီပြဿနာဘလို့ဖြေရှင်းပေးခဲ့တယ်လဲကို့အပေါ်မှာဘလို့လောက်ပေးလဲဘလို့ဆက်ဆံလဲဆိုတာကြအဓိကအရှင်တို့အဲ့လိုမျိုးတွေအမျိုးသမီးတွေကအထင်လွဲတတ်တယ်နော်အဲ့ဒါပြီးတော့ခါကြတော့ဒီရရတဲ့ trauma တွေလေအဲ့ trauma တွေကတောင်မှတဲ့အခုထိကိုမပြီးနိုင်ဘူးတဲ့ toxic relationship မှာရခဲ့ဘူးတဲ့လူတွေပဲတိနိုင်တဲ့ trauma တွေတခုခုဖြစ်ပြီးဆိုလို့ရှိရင်အဲငါ့ကိုဘလို့လောက်လိုက်တော့မှလားငါ့ကိုဘလို့ပြောခံရတော့မှလားဆိုတဲ့ဟာမျိုးတွေလေအဲ့ဒါပြင်ဖို့တဲ့ဒီ ီမင်္ဂလာဆောင်မဲ့လူနဲ့ကိုလဲလေမင်္ဂလာဆောင်မဲ့အချိန်ထိတောင်မှတဲ့သူ့စီကိုမနဲ့မိုးလင်းကြီးတွေတဲ့ဖုံးဆက်တာလင်းအားကြီးတွေတကောင်းနေအဲ့လိုမျိုးတွေဖုံးဆက်တာတွေတောင်မှတဲ့လောက်တာတဲ့အဲ့ဒီတော့မင်းသမီးရဒီဇာလမ်းမှာဆိုလို့ရှိရင်သူကောင်းမွန်စွာယုံထွက်နိုင်ခဲ့တယ်ပေါ့အေးအဲ့ဒီတော့ရှင်တို့လဲရှင်တို့ဘက်မှာ ဒီလိုမျိုး toxic relationship တွေဒီလို reflect တွေနဲ့မိနေပြီဆိုလို့ရှိရင်ရှင်တို့ဖာရှင်တို့ဘလို့ယုံထွက်မလဲဆိုတော့သင်ခန်းစာကိုကိုယ့်အကိုယူနိုင်ကြပါစေ။เนาะအဲ့ဒီတော့ဒီပြဿနာမင်းသမီးကိုယ်တိုင်တင်ထားမလို့ဖြစ်ချင်းကိုယ့်ပြဿနာကိုရှင်းကြပါတော့နဲ့ဘာမှမဆိုင်ဘူး။ဟုတ်ကဲ့ပါမြေရေကျွန်တော်ပြီဖန်လေးကဒီလောက်ပါပဲ။ live မှာမှာလူပြောများနဲ့လူဝေဖန်မှုလည်းမြင့်တက်နေတဲ့ဒီမင်းသမီးလေးချစ်သူတတန်းခုနှစ်နဲ့ကြာမှာသူ့ရဲ့ကောင်းလေးကဒီပညာတတ်တော်တော်မလေးနဲ့ဒါလက်ထပ်သွားရဲဆိုတဲ့သတင်း။ဒီနေ့မှာတော့ဒီမင်းသမီးလေးကဒီသူ့ရဲ့ Facebook စာမျက်နှာမှာပို့တင်လာတယ်ပေါ့နော်။သူတို့၄နှစ်တာတွဲခဲ့တဲ့အတွင်းမှာဒါ မိန်းလေးအကြောင်း90ကျော်နဲ့ဒါဖောက်ပြန်မိန်းသမီးလေးဘက်ကနေပြီးတော့လမ်းခွဲလိုက်တယ်ဆိုတဲ့အကြောင်းအတိလင်းကြီးညာလိုက်တာပေါ့နော်ဟုတ်ပါမေရီကျွန်တော်ပြဖန်လေးကဒီလောက်ပါပဲဒီပြဖန်လေးကြည့်ပြတော်လေးမှဆက်မကောင်းဖြစ်မိပါတယ်မိန်းလေးလည်းဒါနောက်ထပ်ရကြကောင်းနေနေတွေ့ပါစေဆုတောင်းပေးလိုက်ပါတယ်ဒီပြဖန်လေးကကျွန်တော်မိတ်ဆွေတွေမျိုးတွေဘုသူရသင်္ကန်းသားတွေခုရရှိလိမ့်မယ်လို့မျှလင့်ပါတယ်မဟုတ်ကတော့ဒီမိန်းကလေးဒီပြဖန်လေးကိုကြည့်ပြတော်သင်္ကန်းသားယူသိပါတယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုရွေးချယ်တော့မယ်ဆိုရင်တေချာစီစစ်34လာပြီးမှရွေးချယ်စေချင်ပါတယ်ဗျဒီဖန်လေးပတ်သက်ပြီးတော့မြေရဲတီမီစာစီကိုလည်းကျွန်တော်ကောမန့်မှာမက်ဆေ့ချ်ပေးကလေးရတယ်လို့ဝေဖန်ချက်ပြနေပါဗျာ နောက်ထပ်သတင်းသစ်တွေရရှိလို့ရှိရင်လည်းထပ်တင်ပေးပါောင်းမယ်ကျော် channel နေ့စဉ်နေ့မှာကြည့်ရှုအားပေးနေတဲ့ဗီဒီယိုတယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ထပ်တင်